မိခင်စိတ်မရှိလို့ဘသူမှအဖတ်မလို့ချင်ကြတဲ့ထောက်ကျလန်းစုံကကလေးအမိကိုမေတ္တာရှိထားပြီးစောင့်ရှောက်သွားမဲ့ခိုင်နေဝေခိုင်နေဝေကဆွမြက်သွားတဲ့မိဘတွေထက်ပို့ပြီးတော့မေတ္တာတရားကြီးမားသလိုလူတိုင်းမထားနိုင်တဲ့မေတ္တာတရားကိုလည်းထားနိုင်သူဖြစ်ပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းကထောက်ကျလန်းစုံမှာ၃နှစ်ကျော်အရွယ်ကလေးတယောက်ကိုမိခင်ဖြစ်သူကကိုထီလေးအောင်လုပ်နေတဲ့ဗီဒီယိုဖိုင်တစ်ခုကပြန့်နှံ့လာခဲ့ပါတယ်။ကလေးအမိကကလေးနှစ်ယောက်မွေးထားတာဖြစ်ပြီးမွေးပြီးတဲ့နောက်တောင်ရန်စားတော့ဖို့တင်ထားပေးတာပါ။ကလေးတွေကိုမွေးဖွားပြီးတဲ့နောက်မိခင်မြတ်ကြအပြစ်မထားပဲဈေးတွေလမ်းစုံတွေမှာငွေတွေလိုက်တောင်းခိုင်းပါတယ်။ကလေ လေးတွေကိုလူအများကတနာပြီးပေးလိုက်တဲ့ငွေတွေကိုသူကတော့အစင်သင့်ယူလိုက်ပါတယ်။ကလေးတွေကတယောက်က၃နှစ်ကျော်အရွယ်ရှိပြီးကျန်တယောက်ကတော့တစ်နှစ်နဲ့၈လပဲရှိပါသေးတယ်။ကလေးမိကနေ့စဉ်နေ့တိုင်းအော်ဟစ်ဆဲဆူတက်ပြီးသူကတော့လမ်းဘေးကအရိပ်ရတဲ့တနေရာမှာနေနေတတ်ပါတယ်။တရက်မှာတော့ကလေးအငယ်ကိုအမျိုးသမီးတယောက်ကခေါ်သွားခဲ့ပြီးတော့ရှာမတွေ့တော့ပါဘူး။ကလေးပြောက်ကခေါင်းလားဆိုပြီးမိခင်ဖြစ်သူကကလေးအကြီးကိုစုံမနေခဲ့ပါတယ်။မေးလိုက်လက်ပါလိုက်လုပ်နေခဲ့ပြီးအဲ့ဒီဗီဒီယိုကပြန့်နှံ့သွားခဲ့ပါတော့တယ်။ ကလေးတွေကိုပညာမသင်ပေးတဲ့အပြင်တောင်ရံစားတော့ခိုင်းပြီးဒီလိုမပြုတ်မှုတင်တာကြောင့်ခိုင်နှွေကိုကဲကျင်ပေးဖို့အကူအညီတောင်းခဲ့ကြပါတယ်။ကလေးကိုစိတ်ဆိုးမှန်ဆိုလုံနေခဲ့တဲ့ပုံစံကိုမြင်တဲ့သူတွေကစိတ်တိုခဲ့ကြပြီးစိတ်ရင်းကိုရိုက်ဖြစ်နေတဲ့အမျိုးသမီးနာကိုလည်းမကတ်ရဲကြပါဘူး။ကလေးအမိအရင်ကတော့ဒီလိုမလုံလောက်ဖဲခိုင်းဖို့မွေးစားထားတာပဲဖြစ်မယ်ဆိုပြီးတော့အားလုံးကသုံးသပ်ကြပါတယ်။ကလေးအမိကိုအားလုံးကဒေါသထွက်နေကြပြီးမယ်လေခိုင်နှွေကတော့မြေတားထားခဲ့ပါတယ်။ကလေးကိုကဲကျင်ဖို့ကြိုးစားပေမယ့်ကလေးအမိကတော့သူကိုယ်တိုင်မွေးထားတာဖြစ်လို့မပေးနိုင်ဘူးလို့ဆိုပါတယ်။ဒါကြောင့်ခိုင်နှွေကကလေးကိုရောကလေးအမိကိုပါခွ ယူဆောက်ရှောက်သွားမှာပါခိုင်တို့ရဲ့စီမာလိုက်နေမယ်ဆိုရင်တော့စီကန်ကြက်တွေကိုလိုက်နာရမှာဖြစ်ပြီးသူတို့ရဲ့ဘဝကိုတိုးတက်အောင်လှုပ်ပေးသွားဖို့အတွက်စဉ်းစားထားပါတယ်ကလေးအမီကိုလည်းဒီလိုတောင်းရန်စားတောက်တဲ့အလုပ်ကိုမလုပ်ခိုင်းတော့ပဲအလုပ်ရှာပေးသွားမယ်အပြင်နေစရာလည်းစီစဉ်ပေးသွားမှာဖြစ်ပါတယ်ကလေးအမီကလည်းသဘောတူပြီးနောက်ကိုကလေးတွေအပေါ်မှာစိတ်လိုက်မှပါမလုပ်တော့မယ့်အကြောင်းကတိပေးထားပါတယ်ကလေးညကိုမွေးစားထားတယ်လို့ထင်ကြပေမယ့်နှစ်ယောက်စလုံးကိုသူကိုယ်တိုင်မွေးဖွားခဲ့တာဖြစ်လို့မခွဲနိုင်မှုဖြစ်နေပါတယ်ကလေးအမီကမခွဲနိုင်လို့ငိုပြနေပြီမဲ့လူအများကားတော့မယုံကြည်ကြပါဘူးရှင်အရင်ကတည်းကတောင်းရန်စားတောက်လာသူတယောက်က အလုံးလုံးချင်နေဆိုတော့မဖြစ်နိုင်မင်းလိန်ညာနေတယ်လို့ပဲထင်နေကြပါတယ်ကလေးတွေကိုမပေးချင်တာကလည်းခိုင်းစရာလူမရှိတော့မှကိုစိုးရင်လို့မပေးချင်တာလည်းဖြစ်နိုင်တဲ့အကြောင်းပြောနေကြပါတယ်ကလေးမိကိုဘသူကမှအဖက်လုပ်ပြီးမခေါ်ထားခြင်းမိမယ်လေခိုင်နှုံကတော့မြေတားချပေးပါတယ်သူကြောင့်တောင်ရင်စားတော့သူတယောက်ဒီဘဝကနေလွတ်မြောက်သွားစေခြင်းလို့အပင်မန်းခံပြီးတော့လာတွေ့ခဲ့ပါတယ်ပျောက်သွားတဲ့ကလေးကတော့အခုထိပြန်မတွေ့ရသေးလို့မိခင်ကလည်းစိတ်ပူနေပါတယ် 28နှစ်အရွယ်ရှိပြီဖြစ်တဲ့ကလေးအမေကတောင်ရစားတတ်ဖို့အတွက်ကလေးဒီကိုမွေးချပေးမယ်သူမမိခင်စိတ်တော်ရှိတယ်လို့ဆိုပါတယ်။ပျောက်သွားတဲ့ကလေးအငယ်ကိုလည်းခိုင်နှွေကရှာဖွေပေးမှာဖြစ်ပြီးကလေးဒီကိုနောက်တစ်ကြိမ်ထပ်နှိပ်ဆက်မယ်ဆိုရင်တော့ဥပဒေအရအရေးယူသွားမယ်အကြောင်းသတိပေးထားပါတယ်။ခံဝန်နေလဲထိုးခိုင်းတာကြောင့်တေချာအောင်လုပ်ထားပြီးနောက်ထပ်မလုပ်ရအောင်ရှင်းပြထားပါတယ်။ကလေးအမေကတော့အဲ့ဒီတစ်ခါပဲလက်ပါတယ်လို့ပြောပေမယ့်အဒီနာကလူတွေကတော့ကလေးဒီနေ့စဉ်နေ့တိုင်းလိုလိုခံစားနေရတာတွေကိုမြင်နေရပါတယ်။ခိုင်နှွေရှေ့ကိုရောက်မှဟန်ဆောင်ကောင်းသွားခဲ့ပြီးချက်ချင်းမိခင်မြတ်တာတရားကြီးမပြနေတာကြောင့် င်သူ့ကိုလည်းအံ့ဩနေကြပါတယ်။ခိုင်နွေကတော့နာမည်ကြီးမင်းသမီးဖြစ်ပေမဲ့ကလေးတွေနဲ့ပတ်သက်လိုက်တောင်းရန်စားတော့တဲ့ကလေးကိုပါကဲတင်ပေးဖို့ဝန်မလေးပါဘူးရှင်။ဘသူကမှအနာမကတ်ခြင်းမိမဲ့ခိုင်နွေကတော့တောင်းရန်စားတော့တဲ့အမျိုးသမီးကိုသမီးလိုတောင်ခေါ်ပြီးကူညီပေးနေတာကြောင့်မြစ်တာတရားကကြီးမားသူဖြစ်ပါတယ်။ကလေးတွေကိုခွဲခြားမှုမရှိပဲဒုက္ခရောက်ရင်ချက်ချင်းကဲတင်နေတဲ့ခိုင်နွေအပေါ်ပြည့်တဲ့ကြီးရဲ့အမြင်ကိုလည်းပြပြပေးခဲ့ပါအောင်နော်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။